အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ခဲပစ်ကြီးပညာဒါနာတင်ကဲစာ၁၁အနေနဲ့အဝတ်တွန်းရေနီကိုမျှဝေပေးမှာဖြစ်ပါတယ်။နောက်ထပ်ခဲပစ်ကြီးအတွက်ရောရောက်ဆုံးခဲတဲ့တွေရေစေးတွေတခြားပကြီးနဲ့ပတ်သက်တဲ့ tutorial တွေအများကြီးမျှဝေပေးသွားမှာဖြစ်လို့စိတ်ဝင်စားရင် channel လေးကို subscribe လုပ်ပေးခဲ့ကြပါအောင်နော်။ဒါဆိုတင်ကဲစာစလိုက်ကြရအောင်။အဝတ်တွန်းခောက်ရေဖို့အတွက် quality ကောင်းတဲ့ reference ပုံတစ်ပုဒ်ကိုရွေးလိုက်ပါမယ်။ဒီပုဒ်လေးကို ရွေလိုက်ပါရနော် အောက်လိုင်းကိုလက်တန်းလေးပဲကောက်လိုက်ပါမယ်ပြီးရင်ဒီဘက်ကနေစရည်ကြမယ်အောက်ခံတုံးကို ခဲတဲ့နှပတ် HB နဲ့ဖြည့်မယ် HB ရဲ့ပထမတလွှာကိုတပြေးညီပဲဖြည့်ပါ SP ရဲ့ဒုတိယတလွှာကိုတော့မူရင်းပုံက၃အနုအရင်အ တိုင်းလိုက်ချစ်ပါမယ်ခဲတဲ့နှစ်ပတ်တစ်မျိုးသုံးပြီးတိုင်းဘလန်းပေးပါเนาะအရင်တကန်းစာတွေမှာခဲတဲ့ကိုဘလတ်တုံးလုံးကနေကင်ဖို့ပြောထားပြီးသားเนาะပချီချီခံပိုင်မပိုင်သုံးပိုင်မပိုင်ဆိုတာကိုအဝတ်တုတ်ခောက်ရေးတဲ့ငန်းစာမှာတွေ့ရမှာဖြစ်ပါတယ်အဝတ်တုတ်ကိုကောက်ကောက်မွမွလဲလဲကူကူနဲ့ရေးနိုင်တယ်ဆိုရင်တော့သုံးတင်ငန်းစာတွေကိုပပိုင်နဲ့နိုင်နဲ့လေ့ကျင့်ခဲ့ပြီးသားမို့လို့ပါအဲ့လိုမဟုတ်ဘဲနဲ့အဝတ်တုတ်ခောက်ရေးတဲ့အခါမှာအခက်ခဲရှိ ှိနေတယ်ဆိုရင်တော့အရင်သင်ခန်းစာတွေကိုမပိုင်ခဲလို့ပါ။ဒါကြောင့်သုံးသင်ခန်းစာတွေကိုပြန်လေ့ကျင့်ဖို့လိုပါမယ်နော်။ပေါ်ကလင့်လီမှာအခြေခံသုံးလေ့ကျင့်ခန်းကိုမျှဝေပေးထားပါရင်မကြည့်ရသေးတဲ့လူတွေအရင်တွားကြည့်ပြီးတော့မှလေ့ကျင့်လိုက်ပါ။နောက်ထပ်အလေးမှောင်တဘောတရားကိုလည်းအပေါ်ကလင့်လီမှာဒီစဲရှင်းပြထားပြီးပါပြီ။မလေ့ကျင့်ရသေးတဲ့သူတွေအရင်တွားကြည့်လိုက်ပါနော်။အခြေခံတွေကိုပိုင်နိုင်မှဖြစ်မှာမို့လို့ပါ။နောက်ထပ်လည်း၃ရက်အလေးအမှောင်ပြည့် ြည့်ရောတဘောတရားကိုလည်းအဘော်ကလင်းနေမှာမျှဝေပေးပြီးပါပြီနော်။တွားရပြီးတော့လေ့ကျင့်လေ့ကျင့်ပြပါအောင်နော်။ခဏက HB နဲ့လေယာနှစ်လောက်ထပ်ပြီးလို့ဘလန်းပြီးပြီးဆိုရင်တော့ခဲတဲ့နှပတ်ဒူဘီကိုတုံးပါမယ်။ခဏကလိုပဲဒူဘီရဲ့ပထမတလွာကိုတပြေးညီထပ်ပါဖွားဖွားလေးပဲထပ်ပါနော်။ကက်စစိတ်လေးထပ်ပေးပါ။မဟုတ်ရင်ခဲเจ้าတွေပုံနေတတ်ပါတယ်။ ကတ်စိတ်လေးနဲ့ပညာပညာချစ်သွားပါဘွားလေးပဲချစ်ပါဖြည်းဖြည်းမမှန်ရင်တော့မလိုပါနဲ့ပြီးရင်တော့မူရင်းပုံလေးက၃အတိုင်းရှင်းတဲ့နေရာကိုဒူးပြီးလေးနဲ့ပဲဒုတိယတလွှာအနေနဲ့ထပ်ပါမယ်လင်းတဲ့နေရာတွေကိုခဲမချေပဲပြပြလေးထားတာပါနော် တုံးပိုင်တယ်ဆိုရင်ပြပြေးလေးထားထားလို့တက်မှာပါတုံးမပိုင်ရင်တော့အဆင်ပြေမှာမဟုတ်ပါဘူးเนาะဒါကြောင့်အရင်သင်္ကန်းစာတွေကိုလေ့ကျင့်လိုက်ပါအောင်ဒုတိယအလွှာကိုထပ်ပြပြီးဆိုရင်တ िश ူလေးနဲ့ဗလန်းပေးရပါမယ်ဒါမှတုံးတွေကညံ့နေမှာပါဒူးပြီးကိုရေးပြပြီးဆိုရင်ဖောပြီးကိုတုံးပြီးရောခဏကလိုပဲဖောပြီးရဲ့ပထမတလွှာကိုတပြေးညီထပ်ဖောဖောလေးနဲ့ကတ်စိတ်လေးချေသွား ဖော်ပြီးရဒုတိယတလွှာကိုရင်းနှင်းနေရာကိုချဲ့ပါပြီးရင်ဗလန်းပါနော်ဒီမှာဗီဒီယိုချာမှာဆိုလို့အနေငယ်မြန်ပြီးလိုက်ပါမယ်တုံးမထောက်စီဖို့တတိထားနော်ရင်းနှင်းနေရာကိုလည်းပြပြလေးထားပါတလွှာပြီးတိုင်းဗလန်းပေးပါသာမာသုံးတွင်ညက်မဲတဘာဝကြမယ်ပြီးရင်မူရင်ပုံနဲ့ရှင်ပြီးရောလိုအပ်တာတွေကိုတူးပြီးနဲ့လိုက်ကြည့်လိုက်ပါနော်ဒါဆိုရင်တော့ water cup ရင်းနေသေးပြီးပါပြီအားလုံးပဲလေ့ကျင့်ကြပါနော်ရှင်ပြကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye